တီဘောမျိုးပြင်ကိုတက်ဆုပ်သွားခဲ့ပြီလို့တောင်းတက် TNL ပြောရေးဆိုခွင့်ရှိသူလွေရီဦးကပြောဆိုထားတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုတွေများတာတပိုင်းလေကြောင်းလက်နက်ကြီး drone တွေနောက်တစ်ခုကရန်သူရဲ့ပူးပေါင်းပါဝင်အင်အား နောက်ပြီးတိုက်ပွဲဖြစ်တဲ့ချိန်မှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်တာလူထုကတအားနှင်းနာသွားတဲ့ပုံစံမျိုးဖြစ်တဲ့မျိုးရဲမှာဆိုမီးလောင်ပြကြတဲ့အဆင်ရှိနေတော့လူထုနှင်းနာစေမှုမရှိစေဖို့ခွာစစ်ပုံစံမျိုးနဲ့ဆုပ်ရခြင်းဖြစ်တယ်လို့တောင်းတက် DNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောပါတယ်။ အောက်တိုဘာ16ရက်နေ့ကမျိုးရင်းတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ကလေကြောင်းဘုံကျဲမှုဒရုန်းတိုက်ခိုက်မှုလက်နက်ကြီးတွေမီးလောင်ဘုံတွေနဲ့တိုက်ခိုက်မှုကြောင့်ဌာနဆိုင်ရာအဆောက်အဦတွေမီးလောင်မှုဖြစ်ခဲ့တာလို့ TNL ဘက်ကတုံ့ပြန်ထားပါတယ်။ စစ်တပ်ဘက်ကတော့တီဘောမြို့ပေါ်ကအချင်းဦးစီးဌာနအထွေထွေအုပ်ချုပ်ရေးမှုရုံးမြေစင်းရုံးတီဘောဟိုတယ်မီးလောင်ခဲ့တာတွေဟာ TNL ၄ချောင်းဖြစ်တယ်လို့ဆွဆွဲထားပါဗျ။လက်ရှိမှာတီဘောနံမတူသွားလန်းကစစ်ကောင်စီတပ်ရဲ့ခြေမြန်တရင်903နဲ့904မှာတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်လို့သူကပြောပါဗျ။အခုဆို TNL ၄ဟာသူထိန်းချုပ်ထားတဲ့နောက်ချိုကြောင်မဲတီဘောမြို့တွေကိုလက်လွတ်ခဲ့ရတာဖြစ်ပါဗျ။ မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးအတွက်အရေးကြီးတဲ့ပြည်ထောင်စုလမ်းမကြီးပေါ်ကလာရှိုတီဘောကြောင်မဲနောင်ချိုမြို့တွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီးတိန်းဒီမြို့ကိုတော့ကိုကန့်တဲ့ MNDAA ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်